မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။တိုင်းသားတွေနဲ့ PDF တွေကိုလက်နက်စွန့်ပြီးနိုင်ငံရေးပြဿနာဖြေရှင်းဖို့စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်ဟာခေါ်ပုံခေါ်နီးလုံနေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌဒုပ္ပဇိုကြီးဂုံမောကတုံ့ပြန်ပြောဆိုလိုက်ပါလေ။ NLD ကအသိကူပြောင်းရေးကာလအခြေခံဥပဒေတတိယမူကြမ်းကိုရေးဆွဲထားပြီးမိဖက်အင်အားစုတွေနဲ့ပါသဘောထားတွေညှိနှိုင်းပေါက်ဆက်သွားမယ်လို့ဒီကနေ့မှပဲတရားဝင်ကြေညာလိုက်တဲ့အပြင် လူလူကောင်းဆောင်ဒေါ်ဆတ်စုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးအမြန်ဆုံးပြန်လွတ်ပေးဖို့ကိုပါတောင်းဆိုလိုက်တဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးချင်တဲ့သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကတိုင်းရင်းသားတွေနဲ့ PDF တွေကိုလက်လက်စွန့်ပြီးနိုင်ငံရေးပြဿနာဖြေရှင်းဖို့စေကောင်စီရဲ့ဖိတ်ကြားချက်ဟာခေါ်ပုံခေါ်နီးလိုနေတယ်လို့ KIO ဒုတိယဥက္ကဋ္ဌတူဘူချုပ်ကြီးဂုံမော်ကတုံ့ပြန်ပြောဆိုလိုက်ပါတယ်စနေမလာ26ရက်နေ့ဖြစ်တဲ့မနေ့ကည8နာရီမှာပဲ အချက်ပစကောင်စီကတိုင်းသားတွေနဲ့ PDF တွေလက်နက်စွန့်ပြီးနိုင်ငံရေးပြည်ထနာကိုပါတီလမ်းကြောင်းရွေးကောက်ပွဲလမ်းကြောင်းကနေတဆင့်ဖြည့်ရှင်းမှုဖိတ်ခေါ်ကြေညာချက်ကိုထုတ်ပြန်ခဲ့တာပါဒီလိုအချက်ပစကောင်စီရဲ့ဖိတ်ခေါ်ကြေညာချက်နဲ့ပတ်သက်ပြီးခေါ်ပုံခေါ်နီးလိုနေတယ်လို့ GIO ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးဂွန်မော်ကနေသူ့ရဲ့လူမှုကွန်ရက်ကတဆင့်တုံ့ပြန်ပြောဆိုလိုက်တယ်လို့ဘာကြောင့်အာနာလွှဲပြောင်းယူလိုက်ရတာလဲဆိုတာကိုထုတ်ကြေလွှာတင်ပြနဲ့တကောင်စင်းကောက်မဲ့ဖြစ်ကြောင်း ကြင်ညာတော့ထုတ်ပြန်ချက်ဖြစ်နေခေါ်ပုံခေါ်နီးနည်းနည်းများလို့တလားလို့ပါဆိုတဲ့យေတာချက်နဲ့အတူ GIO ဒုတိယဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးဂွန်မော်ကတုံ့ပြန်យေတာဖော်ပြထားတာပါအမျိုးသားညွှန်အစိုးရအယုံကြီးကတော့စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်ကိုတစုံတရာတရားဝင်တုံ့ပြန်ထုတ်ပြန်တာမျိုးမရှိသေးပါမယ်လက်ရှိကြင်ညာချက်အရာအကြံဖတ်စစ်ကောင်စီအနေနဲ့ရွေးချယ်စရာမရှိတော့တဲ့နောက်ဆုံးအချိန်ကိုရောက်လာနေပြီဆိုတာအထင်ရှားပေါ်လွင်လာပြီမယ်သူတို့စစ်တပ်ရဲ့ပုံစံအတိုင်းဟန်ပြဒွေတာလုတ်ပြနေပြီ နောက်ဆုံးအချိန်ထိတိုင်းပြည်နဲ့ပြည်သူတွေကိုကြောက်ထက်ဆွဲနှစ်ဖို့လုပ်နေတာသာဖြစ်တယ်လို့အယုံကြီးထိပ်ပိုင်းသတင်းရှင်းပြတချို့ကတုံ့သက်ပြောဆိုထားပါလိမ့်ခင်ဗျတဖက်မှာတော့ NLD ကအသင်ကူးပြောင်းရေးကာလအခြေခံဥပဒေတတိယမူကြမ်းကိုရေးဆွဲထားပြီးမိဖက်အင်အားစုတွေနဲ့ပါသဘောတားတွေညှိနှိုင်းပေါက်ဆက်သွားမယ်လို့ဒီကနေ့မှပဲတရားဝင်ကြေညာလိုက်တဲ့အပြင်လူတုကောင်းဆောင်ဒေါ်ဆက်စုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံးအပြန်ဆုံးပြန်လှုပ်ပေးဖို့ကိုပါတောင်းဆိုလိုက်ပါတယ်လက်ရှိအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအနေနဲ့အသွင်ကူပြောင်းရေးကာလပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေတတိယမူကြမ်းကိုရေးဆွဲထားပြီးမကြာမီချိန်မှာရီမန်းချက်တူတဲ့မိဖက်အင်အားစုတွေအလုံးနဲ့ပါသဘောထားတွေညှိနှိုင်းပေါက်ဆက်သွားမှာဖြစ်တယ်လို့စက်တင်ဘာလ28ရက်နေ့ဖြစ်တဲ့ဒီကနေ့မှာပဲတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါလေဒါအပြင် NLD ရဲ့ကြေညာချက်ထဲမှာလူတို့ကောင်းဆောင်ဒေါ်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေအလုံးကိုချက်ချင်းပြန်လွတ်ပေးဖို့တောင်းဆိုထားပြီးလက်ရှိမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပြဿနာတွေကိုဖြေရှင်းရမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်ဆတ်စုကြည်မပါဝင်ပဲပြည်လဲရေးလမ်းစာမရနိုင်ဘူးလို့ပါဖော်ပြထားပါတယ်လက်ရှိမှာလေ NLD ပါတီဥက္ကဋ္ဌဒေါ်ဆတ်စုကြည်နဲ့ပါတီခေါင်းဆောင်တွေကိုအကြံဖက်စစ်ကောင်စီကဖမ်းဆီးထားပြီမဲ့ NLD ပါတီအနေနဲ့ပြည်သူတွေနဲ့အတူဒီမိုကရေစီရရှိရေးအပြင်တရားမျှတမှုနဲ့လွတ်လပ်ခြင်းတွေအတွက်ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့လည်း NLD ဗဟိုအလုံမှုဆောင်ဒေါက်တာမေဝင်းမြင့်ကပြောထားပါသေးတယ်ခင်ဗျတစ်ဖက်မှာတော့ ရန်ကုန်နဲ့မန္တလေးမှာအကြံဖက်စစ်ကောင်စီရဲ့စစ်မှုထမ်းအပတ်စဉ်6အတွက်လူငယ်တွေကိုစင်ခေါ်တာတွေငွေကြေးတောင်းခံတာတွေနဲ့ပေါ်တာဆွဲဖမ်းဆီးတာတွေဖြစ်ပွားနေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။လက်ရှိရန်ကုန်မြို့မှာဆိုရင်မင်္ဂလာတော်မြို့နယ်ပလရအပိုင်းရေကြီးအိုင်းရက်ကွက်မှာယာအိမ်မှုထုံးအောင်ဆိုတဲ့သူဟာရက်ကွက်ထဲကလူငယ်အမျိုးသားတွေကိုအတင်းအကျပ်ဖိအားပေးပြီးလက်ရည်မှုရုံစာနဲ့စင်ခေါ်ချင်းချောက်ပြီးတော့စစ်မှုထမ်းဖောင်တွေဖြိတ်ခိုင်းနေတယ်လို့ တချို့လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးချိန်ချောင်းဝင်းညက်တောင်းတာတွေပါလုပ်နေတယ်လို့ဆိုပါတယ်။အလားတူရန်ကုန်တိုင်းကော်မူးမြို့နယ်ဖျားလိုင်းရက်ကွက်အုပ်ချုပ်ရေးမှူးနယ်တဖက်ကတိုက်ကြီးမြို့နယ်ပြည်မကုန်းဂျေးရွာအုပ်ချုပ်ရေးမှူးမြင့်ထွန်းဆိုသူတို့ကလည်းစစ်မှုန်းကိစ္စကိုအကြောင်းပြပြီးလူငယ်တွေစီကနေမတရားဝင်းညက်တောင်းရန်တာတွေလုပ်နေတယ်လို့လာစဉ်ဂျေးဆိုတဲ့ငွေကြေးဒွေကိုပါကောက်ခံနေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။တဖက်ကမန္တလေးမြို့မှာလည်းပြည်ကြီးတကွမြို့နယ်ကငယ်အလဲပိုင်းမှာအကြံဖက်စစ်ကောင်စီတက်တဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ။အစဉ်စစ်စစ်ရင်းနဲ့လူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားပြီးစစ်မှုထမ်းဖို့တခါတည်းခေါ်သွားပြီးဆိုပြီးတော့ပါမိသားစုတွေကိုပြောသွားတယ်လို့လည်းမန္တလေးပြည်ကြီးတကောမြို့နယ်နေပြည်သူတို့ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာအကြံဖက်စစ်ကောင်စီတပ်အတွက်ဒေါ်လန်ရေးတပ်တွေရဲ့တီနီယာတွေကိုလိုက်လံစုံစမ်းနေတဲ့ပြူစော့တီ၂ဦးကိုဒေါ်လန်ရေးတပ်တွေကလိုက်လံဖမ်းဆီးတဲ့အချိန်ထွက်ပြေးတဲ့အတွက်ပြည့်ခတ်ရှင်းလင်းရမှာပြူစော့တီ၂ဦးလုံးပွဲချင်းပြီးကိုသေကုန်ကြပြီလို့ ပတိန်ကြီးမြို့နယ်ပကဖအဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်စက်တင်ဘာလ23ရက်နေ့ကပဲမန္တလေးတိုင်းပတိန်ကြီးမြို့နယ်ကံကြီးရွာမှာနေတဲ့ပြူစောတိနေလင်းဦးအပါဝင်ပြူစောတိနှစ်ဦးဟာဒေါ်လာရေးတက်တွေရဲ့တင်းနေရတွေနဲ့အသွာလာတွေကိုလိုက်လံစုံစမ်းနေတဲ့အချိန်ဒေါ်လာရေးတက်တွေကဖမ်းဆီးဖို့စ조사ခဲ့တယ်ဆိုပါတယ်အဲ့ဒီအချိန်ပြူစောတိနေလင်းဦးတို့နှစ်ဦးစလုံးဟာထွက်ပြေးဖို့စ조사တဲ့အတွက်ဒေါ်လာရေးတက်တွေကပြစ်ခတ်ရှင်းလင်းလိုက်ရမှာနှစ်ဦးလုံးပွဲချင်းပြီးကိုသေကုန်ကြပြီလို့ တိန်ကြီးမြို့နယ်ပကဖအဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါလိမ့်ခင်ဗျဒီတခါမကွေးတိုင်းဘက်မှာတော့ရေချုံမြို့ပေါ်မှာကင်းဆောင်ရင်းနဲ့ဖုန်းသုံးနေတဲ့စစ်ကောင်စီတပ်သားတအူကိုလက်နက်ခဲရံတဲ့အတူတော်လိုင်းကြီးတပ်တွေကအရှင်ဖမ်းဆီးရမိထားပြီးကျူးလွန်ထားတဲ့ပြစ်မှုတွေအတိုင်းအရေးယူမှာ ဖြစ်တယ်လို့မြင်းချံဘလက်တိုက်ကတပ်ဖွဲ့ရဲ့ဘုံမိုက်ခဲကရန်ကုန်ခေတ္တကိုပြောပါတယ်စက်တင်ဘာလ25ရက်နေ့ညပိုင်းကပဲ ရေကြုံမြို့အမှတ်၈ဒုက္ခဝတိရက်ွက်ကတ်ကျော်ဖုန်းကြီးเจ้าမှာကင်းဆောင်ရင်းနဲ့ဖုန်းသုံးနေတယ်စစ်ကောင်စီတပ်သားတအုပ်ကိုလက်နက်ခဲယံတွေနဲ့အတူမြင်းချံဘလက်တိုင်ဂါတပ်ဖွဲ့ရဲဘော်တွေကအရှင်ဖမ်းဆီးရမိခဲ့တယ်ဆိုပါလေအဲ့ဒီလိုကင်းဆောင်ရင်းဖုန်းသုံးနေတဲ့စစ်ကောင်စီတပ်သားကိုဒေါ်လာရေးတပ်တွေကဝင်းရောက်ဖမ်းဆီးတဲ့အချိန်သူတို့လူတွေတရားမှမသိလိုက်ပဲအနီးကတနက်ထောက်ပြီးတခါတည်းဖမ်းခေါ်လာတာဖြစ်သလိုလက်ရှိမှာတော့အဲ့လိုဖမ်းဆီးရမိထားတဲ့စစ်ကောင်စီတပ်သားကိုစစ်ဆင်မှုတွေလုပ်နေပြီးသူကျူးလွန်ထားတဲ့ပြစ်မှုတွေအတိုင်း အပြစ်ပေးရေးယူသွားမှာဖြစ်တယ်လို့လေမြင်းချံ black tiger တပ်ဖွဲ့ရဲ့ဘိုးမိုက်ခဲကပြောထားပါတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုမြို့ပေါ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာနေရာတွေကိုဒီကနေ့မနက်ပိုင်းမှာပဲအကြမ်းဖက်စစ်ကောင်စီတပ်ကလေရင်နဲ့လာပြီးဘုံကျဲသွားတာဟာပေါင်900နဲ့ပေါင်100ဘုံ15လုံးကျဲချသွားတာဖြစ်ပြီးလာရှုမြို့မှာဈေးနဲ့အဆောက်အုံပျက်စီးမှုတွေအလွန်များပြားထားတယ်လို့ပြည်သူနှစ်ဦးလည်းတေဆုံးသွားခဲ့ရတယ်လို့ MNDAA ဘက်ကနေတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ် ဒီကနေ့စက်တင်ဘာလ28ရက်နေ့မနက်3:00နာရီခွဲလောက်မှာပဲအချမ်းပတ်စကောင်းစီတက်ကလင်းနဲ့လာပြီးလာရှုံမျိုးကိုပေါင်900နဲ့ပေါင်100ဘုံ15လုံးကျဲချသွားတယ်ဆိုပါတယ်အဲ့ဒီလိုအချမ်းပတ်စကောင်းစီတက်ကကျဲချလိုက်တဲ့ဘုံသီးတွေဟာလာရှုံမျိုးရက်ကွက်နှစ်မျိုးမှဈေးကြီးနဲ့အနီးတစ်ဝိုက်ကလူနေအိမ်တွေပေါ်ကိုကြက်ရောက်ပောက်ကွက်သွားပြီးပြက်စီဆုံးရှုံးမှုတွေများထားတဲ့အပြင်အရသာပြည်သူနှစ်ဦးလည်းတေဆုံးသွားခဲ့ရပြီးဒဏ်ရာရတဲ့သူအများပြားဟာလည်းလက်ရှိဆေးရုံမှာကုသမှုခံယူနေရတယ်လို့ MNDAA ဘက်ကနေတရားဝင်ထုတ်ပြန်ထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ